ဒီဗီဒီယိုကြည့်ပြီးသားတဲ့နေရာနေစပြီးတော့ကလေးတွေကိုစူးစမ်းလို့တော့မှမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့တင့်ကလေးရဲ့ဒဇုထုခေါင်းမှမှုရော်နေပြောက်ွယ်သွားမှမဟုတ်လို့ပါ။ကျမပြောပြပါမယ်။ငါအချို့နှစ်အဲ့ဒီနေကိုသုံးမယ်ဆိုရင်တော့တင့်ကလေးရဲ့ခေါင်းမှမှုတွေကရော်နေသွားမှာပါ။ကလေးရအယုတ်တွေချောကလက်ခဲရီကိုနေ့တိုင်းတောင်းတပ်ပါရီ။နောက်ပြီးတခြားယာရီကိုလည်းဒဇုထုလုတ်တတ်ပါသေးတယ်။ကျမတို့ကခလေးလိုချင်လို့ပဲခိုင်းတာလိုချင်လို့တောင်းတာပဲဆိုပြီးတော့အမြဲတမ်းဝယ်ပေးဖြစ်ခဲ့ရမှာမဟုတ်လား ဒါပေမဲ့ဘလောက်ပဲဝယ်ပေးဝယ်ပေးသူ့အတွက်ကတော့နေတိုင်းလိုအပ်နေစေပဲ။မဝယ်ပေးရင်လေဒေါသထွက်တယ်၊ဒုစွထိုးလုပ်တယ်။အော်ရယ်။ဒီလိုဒုစွထိုးမှုကနေလွတ်မြောက်ဖို့အတွက်ငါအချို့နှစ်နီကိုလိုက်နာပါ။တပတ်မှာ9ရက်ရှိတယ်။နေ့ရက်ကတော့သူ့ကိုဘာပဲဖြစ်ဖြစ်ဝယ်ပေးလိုက်ပါ။ဒါပေမဲ့9ရက်ကတော့ခလေးအတွက်အေးမကြီးရဲ့အရာတစ်ခုမှမဝယ်ပေးပါနဲ့။ပထမ9ရက်မှာခလီယာဒေါသထွက်မဲ့အော်မဲစမ်းမြန်မော်လှဲချဆုံးလုပ်ပါလိမ့်မယ်။ဒါမှမိဘတွေကဂယုမဆိုင်ပဲအေးဆေးနေလိုက်ပါ။ခနာဆိုင်တို့စုတို့လောက်တာပြီးသွားပါလိမ့်မယ်။ ငါရဲ့လုံကိုအေးမကြည့်ရဲ့အရာဘာမှမပေးပါနဲ့။ဆိုလိုရာကသူ့ကိုတီးခန့်တအောင်တင်ပေးရမှာပါ။ကျန်တဲ့နေရာမှာတော့သူပြောထားတဲ့ကစားစရာစားစရာအချို့ကိုဝယ်ပေးလို့ရပါတယ်။ခொနည်းအတွင်မှာတဆွထမှုတွေပျောက်သွားမှာမို့လို့ခလေးကိုရှိုက်ဖို့စူဖို့ဆဲဖို့မလိုတော့ပါဘူး။ဒီစီဇန်ကိုဖဖေတို့မမေတို့အတူတူလောက်ဆောင်နိုင်ကြပါစေရှင်။အိမ်အောင်ပြုတ်ပြီးတဲ့အမျိုးသမီးတယောက်ရဲ့ကံကြမ္မာကဖယားတကင်လက်ထဲမှာမရှိတော့ဘူး။သူမရဲ့ခင်မွန်းလက်ထဲရောက်သွားရပါတယ်။သူမကိုဘယင်မကြီးတယောက်ဖြစ်လာမလား။ အစီကံတရားဖြစ်လာမလားပေါ့။ကံကြမ္မာပေါ်ပုံချလိုက်ပါ။ကိုအတတအချစ်ရဆောင်လူတွေတောင်ပြောင်းလဲသွားနိုင်နေဆိုရင်ကံကြမ္မာပါမို့လို့လေ။အချိန်နဲ့ညံတဲ့မျိုးလုံးကိုတပြိုင်တည်းရတာဟာကံကောင်းတဲ့သူတွေပဲဖြစ်တတ်တာပါ။အကြောင်းကများသောအားဖြင့်အချိန်ရှိရင်ညံမရှိဘူး။ညံရှိလာပြီဆိုရင်လည်းအချိန်ကုန်သွားလေးရှိရလေ။ကိုပတ်စံတဲ့ကိုအမုံမခံခြင်းဂတိမတီသူတွေကိုငွေမချိနဲ့။ကိုမပတ်စံမရှိရဲ့ခါအပေါင်းအသင်းတွေနဲ့စိုက်မထိုင်နဲ့။ကိုမိသားစုရဲ့အတွင်ရေကိုတခြားသူတွေကိုမပြောနဲ့။ အတွင်းမီအပြင်းမရှူနဲ့အပြင်းမှာစိတ်ညစ်စရာတွေကြုံလာတိုင်းမိသားစုကိုဒေါသတွေပုံမချနဲ့အပြင်းမီ အတွင်းမရှူနဲ့ကို့မှာဝင်ဝေးဘလောက်ရှိရဲငွေတွေဘလောက်စုမိနေရဲဆိုတာကိုလူတိုင်းကပြောမပြနဲ့ကိုရဲ့မိစေတငယ်ချင်းတွေရဲ့မကောင်းတဲ့ထင်ကိုကိုယ်ရမှာမပြောနဲ့ကိုမတီနိုင်တဲ့ကတိကိုဘသူကမှမပေးနဲ့ကိုမိဘကတောင်းမပေးတဲ့သားသမီးမျိုးမဖြစ်စေနဲ့ကိုသွားစင်တဲ့ခီကိုငယ်ရွယ်တုန်းမှရအောင်သွားဖို့မမေ့နဲ့ ကိုဘွားရဲ့နေ့ရက်တရက်တိုင်းမှာကုသပညာဥစ္စာတခုခုရအောင်ကြိုးစားဖို့မမေ့နဲ့အိမ်အောင်ရှင်မိမတယောက်ကသူ့ကိုဘယ်တော့မှကန့်သက်ချုပ်ချယ်မှုမရှိရယောက်ျားတို့သာလူချင်းတကြတာကြောင့်တင့်စိတ်ကြိုက်လုပိုင်ဝင်ပေးမဲ့ရိုးသားပြီးဖြောက်မတ်တဲ့ယောက်ျားမျိုးတို့သာလူချင်းကြတယ်အကြောင်းကတော့အမျိုးသမီးအများစုကသူတို့ရဲ့စိတ်တိုင်းကြပြုမှုခွင့်ကိုယောက်ျားဘက်သူတို့ယောက်ျားမအိမ်မှာလူချင်းတကြပြီးတော့ဒီလိုမိန်းကလေးမျိုးကိုအုတ်ထိန်မှုတော်တဲ့တချို့ယောက်ျားတွေကနားလည်မှုရှိစွာနဲ့လူတို့လိုပြုပြင်တကြပြီး တချို့မိန်းကလေးတွေကတော့နှိမ့်ဆက်ခံရတတ်ပြီးအသက်မရှင်ကျင်တော့တဲ့အထိဖီစီးခံရတတ်ကြတယ်။အချိန်လုံးနောင်နာဖြစ်ရမှန်လေးပါ။နားထောင်ကြည့်နော်။အမေရှိတော့အမေကြွတော့အမေနဲ့တူနေခဲ့ရတော့ကကျွန်တော်တို့ဟာအမေဟင်အားစားမကောင်းဘူး။အမေလက်ရာကိုမကြိုက်ဘူး။အမေထမင်းကမာရယ်ပြော့ရယ်နဲ့ကျွန်တော်တို့တွေခဏခဏအမေကိုကြည်ကြခဲ့ကြတယ်။အမေလက်ရာအမေထမင်းအမေဟင်ကိုမစားတော့မှကျွန်တော်တို့တွေအလွမ်းတန်ကိုအန်တူခဲ့ရတယ်။ဝေခံပါရယ်အမေ။ အမေထမင်းအမေဟင်အမေလက်ရတာဒီကဘာပေါ်မှာအကောင်းဆုံးပါအမေရှိတော့အမေပြောတော့အမေတန်ကြားတော့ငါဆိုရင် အမေရဆူရဲအမေရအော်ရဲအမေတန်နာနေရလို့ကျွန်တော်တို့တွေခဏခဏအမေကိုပြန်ပြောခဲ့ကြတယ်အခုတော့လေအမေကြီးအမေဆူတန်အမေအော်တန်အမေတန်မကြတော့မှရုတ်တရက်အိမ်မက်တွေလို့တိမ်ဆိုင်တိမ်ငယ်တွေလို့ပါပဲအရာရာဟာအေးဆက်လို့လင့်ပြေခဲ့ရပြီတောင်းမမာရီအမေကြီး အမေစုတန်အမေအော်တန်အမေတန်သာဒီကဘာပေါ်မှာအနှွေးထွေးဆုံးမှာကျွန်တော်တို့မှာတချို့ကအဖေလို့ခေါ်ခွင့်မရှိတော့ဘူးတချို့ကအမေလို့ခေါ်ခွင့်မရှိတော့ဘူးကျွန်တော်တို့မှာအနာရီနဲ့အခုချိန်ကျွန်တော်တို့ကိုကြည်ပြီးအမေများပြုံးနေမလားမိသားစုတစုမှာအဖေရှိမှလုံခြုံတယ်လို့ပြောရင်အမေရှိမှလည်းနှွေးထွေးပါတယ်ဒါကြောင့်စူတောင်းနိုင်တာပြည့်စုံမယ်ဆိုရင်သွားနေတဲ့သူလည်းမဖြစ်ချင်ဘူးကြံခဲ့တဲ့သူလည်းမဖြစ်ချင်ဘူးဖြစ်နိုင်မယ်ဆိုရင်အမေနဲ့တူတူပဲရှင်သန်ကြပါတယ်ကဘာပေါ်က အမြင့်မြတ်ဆုံးသောလူပြကိုပြပါဆိုရင်မိဖို့ကြောင့်နဲ့မှအိုးမဲပင်နေတဲ့အမေကိုပဲလက်ညှိုးထိုးပြရပါလိမ့်မယ်။ချစ်တယ်၊လွမ်းတယ်၊တတိယလိုက်တာအမေ။ကဘာပေါ်မှာအန္တရာယ်အကြီးဆုံးဆွဲလန်းမှုဆိုတာလူသားတွေပေါ်မှာဖြစ်တတ်တယ်။သူ့ကိုအမြဲမြင်ကြည့်နေတဲ့စိတ်၊သူ့အတန်လေးအမြဲကြားကြည့်နေတဲ့စိတ်၊သူ့ရဲ့အကြည့်တစ်ချက်ရသွားယုံနေတယ်။စိတ်နှလုံးကိုငြိမ်းချမ်းမှုရစေတယ်။ဒါကတော့ဘယ်တော့မှပြောက်ွယ်မသွားနိုင်တဲ့ဆွဲလန်းမှုတစ်ခုပါ။ ကမ္ဘာပေါ်မှာအဆိုးရွားဆုံးဆွဲလမ်းမှုကလူတအုပ်ဆွဲလမ်းခြင်းဖြစ်ပါတယ်။အဲဒီဆွဲလမ်းမှုကိုတစ်ကြိမ်ဖြစ်ပေါ်ဘူးပြီးဆိုရင်ပြန်လည်ရုံးထွက်နိုင်မှာမဟုတ်ပါဘူး။ဆွဲလမ်းမှုကြောင့်အဲဒီလူကိုမြင်ဖို့အတန်လေးကြာဖို့အတွက်မျိုးလုံးများနားများကအမြင့်မပြတ်တောင့်တနေမှာ ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာအန္တရာယ်အကြီးဆုံးဆွဲလမ်းမှုဆိုတာလူသားတွေအပေါ်မှာဖြစ်တတ်တယ်။သူ့အမြင်မြင်နေခြင်းနဲ့စိတ်သူ့အတန်အမြဲကြားနေခြင်းနဲ့စိတ်သူ့ရဲ့အကြည့်တစ်ချက်ရသွားရုံနဲ့တင်စိတ်နှလုံးငြိမ်းချမ်းမှုရစေတယ်။ ာကတော့ဘယ်တော့မှမပြကွင်နိုင်တဲ့ဆွဲလန်းမှုတစ်ခုပါအကျွေးရရဲ့ဝန်ဇနီးရဲ့ပြည်တင်ဝေဖန်မှုမိသားစုအတွက်ပူပန်စရာတွေနဲ့ကလေးတွေရဲ့အိမ်မက်တွေဒါတွေရှိနေပေမဲ့ကျွန်တော်ရေပြောင်းလေးရတောင်းထမ်းဆောင်နေပါတယ်။ကြောက်ကြတယောက်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်လုပ်ရမှာပဲ။ကျွန်တော်ဝေဒနာကိုဆက်လန်းလို့ပြောရမယ်ဒီမှာမရှိရပါဘူး။ကျမကကျမပါပဲ။တညာတကြီးလည်းမဟုတ်တလို့ဘွဲရပါရကူကြီးလည်းမဟုတ်ဘူး။ကျမကကျမပါပဲ။ ပိုင်ဆိုင်မှုကြီးကြီးမားမားလည်းမရှိတလို့ကြွယ်ဝချမ်းသာခြင်းမျိုးလည်းမရှိဘူး။ကျမကျမပါပဲ။ဘသူနဲ့မှရှင်ပြိုင်လူချင်းလည်းမရှိတလို့ဘသူအပေါ်မှာမနာလိုချင်းလည်းမရှိဘူး။ကျမကျမပါပဲ။ကိုချက်တာလို့မနာလိုမဖြစ်တတ်တလို့ကိုအောင်နေပါလို့လည်းအထင်မြင်မသေးတတ်ဘူး။လူတိုင်းမှာအကြောင်းတရားကိုစီရှိကြတာပဲလေ။သူတို့လည်းသူတို့ဘဝနဲ့သူတို့ကိုလည်းကိုဘဝနဲ့ကိုပဲလေ။တရားမှုတိုင်းမှာတံပြန်တရားမှုရှိရလေ။ကိုပြူတီကံကိုထံပြန်လာမှာပဲ။ ူတပောက်မကောင်းပြောရင်တချိန်မှာကိုလည်းမကောင်းပြောခံရမှာပဲသူတပောက်ဝေဖန်ခဲ့ရင်တချိန်မှာကိုလည်းဝေဖန်ခဲ့ရမှုတန်းခံရမှာပဲဒါကြောင့်မေကျမကသူများရဲ့အကြောင်းကိုစိတ်ဝင်စားဖို့ထက်ကို့အကြောင်းပဲကိုစိတ်ဝင်စားတယ်ကျမကျမပါပဲဒီနေ့ငါဘာလုပ်နိုင်မလဲငါမိသားစုပြောရွှင်အောင်ငါဘာရီဖန်တီးပေးနိုင်မလဲပဲတွေးတယ်ကြည်မှန်တဲ့ဆက်ဆံရေးနှစ်ခုစလုံးကအလွန်နူးညံ့ပါတယ်နှစ်ခုစလုံးမှာကြွားချက်တစ်ခုပဲရှိတယ် မန်ကမတော်တဆဖြစ်ရင်ကွဲသွားတတ်တယ်။ဆက်ဆံရေးကနားလည်မှုတွေရင် miss understanding ပြတ်သွားတတ်တယ်။အိမ်တော်ရှင်မိမတူကိုတယောက်ယောက်ကမင်းရွယ်ကိုကြည့်ရင် ခလေးမေလို့မထင်ရအောင်လို့ပြောလာခဲ့ရင်အဲ့ဒီမှာအထီးကပါဝင်မှုသူကသူ့ရဲ့အိမ်ကနေဘယင်းမတပါလို့ထိန်ထိန်ထားတဲ့ကြောက်ကြားကြမှာပဲ။အမျိုးသားရဲ့ချစ်ချင်းမြတ်တာဂယုဆိုင်မှုနဲ့လေးစားမှုတို့က အမျိုးသမီးရဲ့တကယ်အလှအပကိုအမြဲရှင်းသင်စေပါတယ်။ကြားခဲ့ရတဲ့စကားကိုယုံကြည်ဖို့ဆိုရင်တည်တည်ချာချာစဉ်းစားဆင်ခြင်တင်တယ်။အကြောင်းကဘသူမှသူကိုယ်တိုင်မှားနေတဲ့အပိုင်းကိုဘယ်တော့မှပြောပြမှာမဟုတ်ပါဘူး။အယောင်လွန့်သွားတဲ့အဝတ်အစားကိုစမဝေ့ကြတော့သလိုအယောင်ပြောင်းတတ်တဲ့သူကိုလည်းနှလုံးသားတွေကနေထုတ်လိုက်တင်ပါတယ်။ဒီလိုလူတွေကအမြဲအယောင်ပြောင်းတတ်ကြတာမို့အထူးဂရုစိုက်တင်ပါတယ်။သူတို့ဟာအကျိုးရနေတဲ့ရေး အတူရှိတတ်ပြီးနောက်ပိုင်းမှာစကားပြောပုံ ကိုအမှုရာတွေပါပြောင်းသွားတတ်ပါတယ်။ဘဝမှာအပြင်းထန်ဆုံးနာကျင်မှုဟာသစိမ်းတွေစီကမဟုတ်ပဲကိုယ်အရင်အခြားတွေရဲ့ပြောင်းလဲမှုတွေစီကလာတာပါ။သစိမ်းရဲ့လဲပြားမှုကိုကျွန်တော်တို့သီးခံနိုင်မယ်မဲ့ကိုယုံကြည်ထားသူရဲ့ဆက်ဆံရေးပြောင်းလဲမှုကနှလုံးသားကိုတိုက်ရိုက်ထိစေပါတယ်။အစပိုင်းမှာဒီလူတွေဟာအဝတ်စားအသစ်တွေလိုပါပဲ။တောက်ပပြောင်းတက်လွင် မွေးပြနေတတ်တော့ ီလူတွေဟာသင်ရဲ့ပျော်ရွှင်မှုရောဝမ်းနည်းမှုမှာပါအမြဲတူရှိနေမယ်သင်ထင်မိပါလိမ့်မယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှသူတို့ရဲ့အယောင်စိတ်ဓာတ်တွေပေါ်လာတတ်ပါတယ်။ဒီလူတွေဟာသူတို့အတုံးလိုနေတွေဒါသင်အနာမှာရှိနေမှာပါ။သူတို့ဟာသင်ကိုချုံမြိတ်စွာပြောဆိုဆက်ဆံတတ်ပြီးသင်အနာမှာအမြဲရှိနေဟန်ဆောင်ကသူတို့လိုချင်တဲ့အကျိုးစီးပွားကုန်သွားတာနဲ့စကလုံးတွေပြောဆိုဆက်ဆံမှုတွေအားလုံးပြောင်းလဲသွားတတ်ပါတယ်။ တည်ပြောင်းလဲမှုဟာရုပ်တရက်ချက်ချင်းမဟုတ်ပဲတဖြည်းဖြည်းချင်းဖြစ်လာတာကြောင့်သင်ကိုယ်တိုင်ကငါများမှားနေသလားလို့ထင်မိတတ်ပါတယ်တကယ်တော့သင်မှားတာမဟုတ်ပဲအယောင်ပြောင်းတတ်တဲ့သူရဲ့တဘာဝကြောင့်သာဖြစ်ရတာပါဒါကြောင့်စိတ်နှလုံးထဲမှာဒီလူတွေအတွက်နေရမပေးပါနဲ့ဘာလို့လဲဆိုတော့သူတို့ကိုနှလုံးသားထဲထားသေး၍သင်ယုံကြည်မှုရဲ့အယောင်တွေကိုစောက်ယူနေကြလို့ပါတော်ဝါမှာစိတ်မှန်တဲ့သူတွေကရှားပါပဲမယ်တခါဆုံမှုခဲ့ရင် အချိန်အနည်းပြောင်းလဲသွားပေမဲ့သူတို့ရဲ့အယောင်တွေမပြောင်းပါဘူး။မှတ်ကြပါအဝဲအယောင်ပြောင်းရင် အသက်ဝယ်လို့ရပေမဲ့လူသားရဲ့အယောင်ပြောင်းသွားရင်စောင်းရှုံးသွားတဲ့ယုံကြည်မှုကိုပြန်မရနိုင်တော့ပါဘူး။အတော်ဆုံးမဟုတ်ရင်လေကြိုးစားနေတဲ့သူတို့ဖြစ်ပါစေ။စားလောင်နေတဲ့ဘိုက်ငွေမရှိတဲ့ပတ်စံအင်းနဲ့ကျိုးပဲ့နေတဲ့နှလုံးသားကဘဝရဲ့အကောင်းဆုံးသင်ခန်းစာတွေကိုသင်ကြားပေးနိုင်ပါတယ်။နေလို့တောက်ပါခြင်းအရင်ဆုံးနေလို့ပူလောင်မှုကိုခံနိုင်ရရှိရပါမယ်။ နာကျင်မှုကိုမေ့ပြက်လိုက်ပါသို့တော့တင်ငန်းစာကိုတော့တင်ထားလိုက်ပါတောင်မရှိရဲ့အရာတွေကလွဲကူစွာမရနိုင်ပါဘူးပြန်မှန်ကြည့်စွာကြိုးစားရပါမယ်အောင်မြင်မှုဟာတည်မြဲနေမှာမဟုတ်တလို့ကြာရှုံးမှုဟာလည်းသိစေနိုင်တာမဟုတ်ပါဘူးဆက်လျှောက်ဖို့တတိရရှိနေဖို့ကသာအဓိကပါတဲ့ရဲ့တမွားတဲ့အလောက်ကိုက်ထက်တဲ့ရဲ့လောက်ရိတ်ကိုက်အပေါ်မှာမှုတည်ပါတယ်အတော်ဆုံးမဖြစ်နေပါစေကြိုးစားနေရတဲ့သူတော့ဖြစ်ပါစေဒီနေ့ဟာခက်ခဲမယ်နောက်တစ်နေ့ဒီထက်ပိုခက်ခဲမယ် နောက်ထပ်နောက်ထပ်အခက်ခဲပေါင်းများစွာကိုအစွမ်းကုန်ကြပြပြီးရခဲ့ပျော်ရွှင်မှုနေအောင်ကြီးကိုမြင်ရမှာမဟုတ်ချပါတရရှိမှာကြောက်တုံးတွေပိတ်ဆို့နေရင်တော့အဲ့ဒီကြောက်တုံးတွေကိုလှေကတိလှုပ်ပြီးအပေါ်ကိုတက်လှမ်းလိုက်ပါအတော်ဆုံးမဟုတ်ရင်လည်းစ조사နေသူတော့ဖြစ်ပါစေစာလောင်နေတဲ့ဘိုက်ငွေမရှိတဲ့ပတ်စံအိမ်နဲ့ကျိုးပဲ့နေတဲ့နှလုံးသားဟာဘဝရဲ့အကောင်းဆုံးသင်ခန်းစာတွေကိုတင်ကြားပေးနိုင်ပါတယ်နေလိုတောက်ပခြင်းရင်အရင်ဆုံးနေလိုပူလောင်မှုတံကိုခံနိုင်ရင်ရှိရပါမယ် နာကျင်မှုကိုမေ့ပြစ်လိုက်ပါတို့တော့သင်ခန်းစာကိုတော့တင်ထားလိုက်ပါတံမိုးရှိတဲ့အရာတွေက လွဲကူစွာမရနိုင်ပါဘူးပင်ပန်းကြီးစွာကြိုးစားရပါမယ်အောင်မြင်မှုဟာတည်မြဲနေမှာမဟုတ်တလို့ကြာရှုံးမှုဟာလည်းတည်စေနိုင်တာမဟုတ်ပါဘူးဆက်ရှောက်ဖို့တတ္တိတွေရှိနေဖို့ကသာအဓိကပါတင်တံမိုးကတင်အလောက်ကင်ထက်တင်လောက်ရေကင်ရေပေါ်မှာမူတည်ပါတယ်အတော်ဆုံးမဖြစ်ရင်နေပါစေစူးစမ်းနေသူတော့ဖြစ်ပါစေဒီနေ့ဟာခက်ခဲနေနောက်တနေ့ဒီထက်ပိုခက်ခဲနေ နောက်ထပ်နောက်ထပ်အခက်အခဲပေါင်းများစွာကိုအစွမ်းကုန်ကြော်ဖြတ်ပြီးတဲ့အခါပျော်ရွှင်မှုနေအောင်ကြီးကိုမြင်ရမှာမဟုတ်ချပါသင်ရဲ့ရှိမှကြောက်တုံးတွေပိတ်ဆို့နေရင်တော့အဲ့ဒီကြောက်တုံးတွေကိုလေကတိလှုပ်ပြီးအပေါ်ကိုတက်လှမ်းလိုက်ပါဇနီးတွေကိုလူရှိသူရှိအောက်ချုပ်စေခြင်းဖြင့်ဘသူမှကြီးကျယ်သွားတာမဟုတ်ဘူးအိမ်ကမိမကိုကုံမတင်တက်တဲ့ယောက်ျားဟာဒီကဘာမှာဂုံတိတ်ခါရှိဖို့ထိုက်တန်နေသူလည်းမဖြစ်နိုင်ဘူးယောက်ျားပိသားမှုဆိုတာအတူတူအချင်းချင်းရက်တီရမှာရှိတာ ကြီးကျယ်မြင့်မြတ်တဲ့ယောက်ျားဆိုတာမိန်းမနဲ့တန်းတူနေထိုင်ပေးပါဗျာ။အမေတယောက်ကခလေးကို TV တွေဖုန်းတွေမပြဘဲထမင်းကြည့်ဖို့အတွက်ကြိုးစားကြည့်ရယ်။တိတ်ကောင်းတဲ့အစီအစဉ်ပေါ့။ပထမတော့ခလေးကကစားစရာတွေနဲ့ကစားရင်ကြွေးကြည့်ရယ်။ပြီးတော့အမေကပုံပြင်ပြောပြရင်ကြွေးကြည့်ရယ်။ရက်အနေငယ်အဆင်ပြေပေမဲ့ခလေးကညီငွေလာပြီလေ။ထမင်းစားတဲ့အခါကြီကြလာတယ်။အခုဆိုရင်ထမင်းစားတဲ့အချိန်ကတဖြည်းဖြည်းနဲ့တနာရီလောက်ကြာလာတယ်။အမေကလည်းစိတ်မရှိရောတဲ့အပြင်ခလေးကလည်းကြီကြတတ်လာတယ်။ အဖေဖြစ်သူကဖြည့်ရှင်းနေရှာနေတော့မှခလေးကိုရိုက်မိသွားတဲ့အတွက်တအိမ်လုံးဆူညံကုန်တယ်။အမေရဲ့ကြိုးစားမှုကအိမ်တအိမ်လုံးအတွက်အဆင်မပြေစေဘူးပေါ့။ဒီလုံနဲ့တရက်ကြတော့ဘေးအင်ကအတော်ကြီးရောက်လာပြီးတော့အရင်တော့ကခလေးတွေကိုဖုန်းပြစရာမလိုဘဲနဲ့စားကြတယ်ဖုန်းပေးမကြည့်နဲ့။ဒီကိစ္စကအရင်တော့ကအဖေမေရီကအိမ်အပြင်ဘက်လှေကားရဲမှာထိုင်ပြီးတော့ကြွေးကြတယ်။လန်တာလန်လာတွေပြပြီးပဲဖြစ်စေအင်းရှိမှရှိတဲ့ချက်ကလေးငှက်ကလေးတွေဖြစ်စေအမျိုးမျိုးပြပြီးတော့ကြွေးကြတယ် အဲ့တော့ကလည်းခလေးရဲ့အုံနာကိုအာယုံစိုက်စီဖို့အတွက်အခုလိုလုပ်ရတာပဲဒီနေ့ခင်မလေးလုပ်ရမှာပေါ့ဒီတော့ခလေးတွေကိုထမင်းကျွေးတဲ့အခါမှာကစားစရာတွေပြတာမျိုးပုံမြင်တွေပြောပြတာမျိုးလမ်းပေါ်ဖြတ်သွားတဲ့ကားတွေပြပြီးပဲဖြစ်ဖြစ်ကျွေးလို့ရတယ်ဒါမျိုးတွေလုံလို့အဆင်မပြေလို့ခလေးကိုအောင်းကားရမယ်ဆိုရင်တီဗီသာပြလိုက်ပါဘာလို့လဲဆိုတော့ခလေးကိုအောင်းကားပြီးကျွေးလို့ရမှာမဟုတ်ပါဘူးဖုန်းပြပြီးကြွေးမယ်ဆိုရင်စခရင်တသေးလေးကိုညာတော့အပြင်ငိုကြည့်ရတာမို့ခလေးတွေလူကြည့်တော့ပါအဆင်မပြေပါဘူး ဒါကြောင့်တခုခုပြမရမယ်ဆိုရင် TV ကိုသာပြပြီးကြေးပါလို့အကြံပြုကြပါရရှင်။